ဖခင်ဆိုတော့အောင်ရင်ကသူ့ကိုဆုံးပြစ်ခါနိုင်ငံသားကိုထွက်သွားလို့ကျောက်တလုံးတော်ဝင်မစားနိုင်ပေဒုက္ခရောက်နေကြောင်းပြောလာတဲ့မိုးအောင်ရင်ဖခင်ဆိုတော့အောင်ရင်ပါဝင်မိခင်နဲ့မိသားစုဝင်တွေဟာနိုင်ငံသားကိုထွက်ပြေးသွားလို့ငယ်စဉ်ကဒုက္ခရောက်ခဲ့ရကြောင်းပြောလာတာကတော့တရုတ်ဆောင်မင်းသားမိုးအောင်ရင်ပါရုပ်ဆောင်မင်းသားမိုးအောင်ရင်ကသူ့အသက်16နှစ်မှာဖခင်ဆိုတော့အောင်ရင်နဲ့မိသားစုဝင်3ယောက်လုံးကအင်းလီကားရီအကုန်လုံးရောင်းပြီးတော့နိုင်ငံသားကိုထွက်သွားတာမို့လို့ တနေ့ကိုကြက်ဥတလုံးတော့နမမှန်ခဲ့ဘူးလို့ဝမ်းနေစွာနဲ့ရေဖွင့်လာပါတယ်။တရုတ်ဆောင်မောင်းရင်ဆိုတာကတခေတ်တခါမှ Lucky 7 video ထုတ်လို့ရင်ကမအင်းဝင်းစင်တင်ပေးလိုက်တဲ့မင်းသားတစ်လက်ပါမောင်းရင်ဟာရုပ်ရှင်တဲ့ video စကားများဆောင်မှာတရုတ်ဆောင်ခဲ့ရတာပဲဖြစ်ပါတယ်။မောင်းရင်ဟာနာမည်ချင်းမင်းမီမောမောမြောင်ရဲ့တပည့်ရင်ဖြစ်တာကြောင့်ဟာသာ drama စာရင်းဇက်ကောင်မျိုးစုံကိုပိုင်နိုင်စွာတရုတ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။ဒါပြင်ပြည်သက်တွေမောင်းရင်ကိုအားပေးကြတဲ့အထူးအချက်ကတော့ ။နာမည်ကြီးကန်နဝင်းဆိုတော့အောင်ရင်ရဲ့သားဖြစ်နေတာကြောင့်လည်းပါပါတယ်။အောင်ရင်ဆိုတာကမြမပြည်မှာကန်နဝင်းတဲ့ချင်းနဲ့ခေပေါ်တဲ့ချင်းတွေကိုတည်ဆောင်းရင်းအောင်မြင်ခဲ့တဲ့အဆိုတော်ဖြစ်ကလူကြီးလူငယ်ပြည်သက်တွေကအားပေးကြပါတယ်။ဒါကြောင့်လည်းတရုတ်ဆောင်မင်းသားမောအောင်ကိုအဆိုတော်အောင်ရင်ရဲ့သားဖြစ်လဲအားပေးကြတာပါ။ဒါပေမဲ့လည်းမူအောင်ဟာနောက်ပိုင်းမှာတော့အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်ကနေပြောင်းလဲသွားကြရပဲဖြစ်ပါတယ်။သူဖြစ်တော့မူအောင်ဟာကောင်မလေးနဲ့တူတူလူမြင်မကောင်းတာတွေပြောဟောလို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 နဲ့လိုင်းကြောင်လုပ်နေတာဖြစ်ပါတယ်။သူဖြစ်တော့မူအောင်ဟာ DJ လောလောပကြီးဆရာလောလောဆိုရောလောလောနဲ့ line ချောင်းနေတာပါ။ဒါအပြင်ဆိုရောမွားရင်ဟာချစ်တော်ကောင်မလေးနဲ့တူ internet ဆောင်မင်းနာတွေမှာလူမြင်မကောင်းအောင်လည်းပြနေတာပါ။ဒါကြောင့်လည်းပရိသတ်ချုပ်ကတရားဆောင်မင်းသားမွားရင်ကိုဖခင်ဆိုရောအောင်ရင်ရဲ့မျက်နှာကိုမှထောက်ဖို့ဖခင်ကအောင်မြင်လာတာဆိုပြီးတော့ပြောကြတာပါ။ဒါပေမဲ့လည်းမွားရင်ကသူ့ကိုကယ်တင်ခဲ့တဲ့လက်ဆောင်ဝါမရှိခဲ့ဘူးလို့ဖွင့်လင်းစွာပြောခဲ့ပါတယ်။မောင်ရင်ကသူ့အသက်18 19 20ရင်မှာသူ့ရဲ့မိသားစုဝင်300လောက်ကတရားချင်းစီနိုင်ငံခြားကိုထွက်သွားခဲ့ကြတယ်လို့ဆိုပါတယ် ထွက်သွားချိန်မှာလည်းတုတ်တက်ဘာတခုမှသုံးဖို့ဆွဲဖို့အမွေချမ်းမထားခဲ့တဲ့လို့ပိုင်ဆိုင်မှုတွေဖြစ်တဲ့အိမ်နဲ့ကားတွေကိုအရောင်းချပြီးတော့ထွက်သွားခဲ့တာပေါ့လို့။ဟာကင်းနဲ့မိခင်ကျန်ခဲ့တဲ့အလို့သမားတွေကိုတော့သူဟာလာကမပေးနိုင်ခဲ့ဘူးလို့ဆိုရင်အဲ့လိုချိန်မှာသူဟာတနေ့ကိုကျုပ်တလုံးတော့မစားနိုင်ပဲနဲ့ဘဝကိုရုန်းကန်ခဲ့ရတယ်လို့တေဥဆောင်မင်းသားမိုးအောင်ရင်ကပြောလာတာပဲဖြစ်ပါတယ်။အဲ့ဒီချိန်ဒီမှာသူ့ကိုကယ်ပေးမယ်လက်တစုံဆိုတာမရှိခဲ့ဘူးလို့လည်းမိုးအောင်ရင်ကလည်းဆိုသွားသေးတယ်။ဒီချိန်ကြောင့်ရော အခြားသောစိတ်ညစ်စရာကိစ္စတွေကြောင့်သူဟာလမ်းမအောင်ရွေးချယ်ရှောင်လန်းမိတယ်လို့လက်ရှိမှာတော့သူ့မားတွေကိုပြင်ဆင်နေပြီလို့ဝန်ဟင်ကလည်းပြောပါတယ်။ပြိတ္တတွေကတော့အဆိုတော်အောင်ရင်ရဲ့တားဖြစ်သူရုပ်ရှင်တယောက်ဆောင်မင်းသားမောအောင်ရင်တို့မိသားစုတွေကြောင့်ပါမိသားစုပြဿနာတွေအများကြီးရှိတယ်လို့ဆိုပါတယ်။အစပိုင်းမှာတော့အဆိုတော်အောင်ရင်ဟာတားဖြစ်သူမောအောင်ရင်ကိုအောင်မြင်တဲ့ရုပ်ရှင်မင်းသားဖြစ်အောင်စင်တင်ပေးခဲ့လို့ထင်ကျေးပေးနေကြတာပါ။ဒါပေမဲ့လည်းခုကမှာတော့မောအောင်ရင်ကသူ့ကိုတယောက်ထဲ မြန်မာပြည်မှာဆုံးဖြတ်ထားခဲ့တဲ့ဖခင်ဆိုတော့အောင်ရင်ကြောင့်ကိုဖွင့်ဟလာတာဖြစ်ပါရင်ကြည့်ရှင်နေကြတဲ့ပြည်သက်တွေကရောဖခင်ဆုံးဖြတ်တာကိုခံလိုက်ရတဲ့ဒီဥစ္စာမင်းသားမောင်အောင်ရင်နဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားကြပါအောင်ရှင်ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ရတဲ့အတွက်ကျေးဇူးတူပေးတင်ရှိပါတယ်နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ရကောင်းတဲ့ဆယ်လီသတင်းကြောင်းရာလေးနဲ့ပြန်လာခဲ့ပါဦးမယ်နော်